နေလောင်နာတဲ့အသားအရည်တွေကညိုမဲနေပြီးတော့နေမလောင်နာတဲ့အသားအရည်တွေကပုံမှန်ဖြစ်နေတဲ့နှစ်ယောင်ဆက်အသားအရည်မျိုးတွေကြုံမှုလားဒီလိုမျိုးနေလောင်သွားခဲ့တဲ့အခါမှာကိုယ့်ရဲ့အသားအရည်တွေပုံမှန်ရရှိဖို့အတွက်ဖြည့်ရှင်းလို့ရမယ့်နည်းလမ်းလေးတွေလောက်ဆောင်လို့ရမယ့်နည်းလမ်းလေးတွေကိုဒေါက်တာသီလီနဲ့အတူတူဆွေးနွေးပေးသွားမှာဖြစ်ပါတယ် မင်္ဂလာပါဒေါက်တာမင်္ဂလာပါဆိုတော့နေလောင်ထားတဲ့အသားရေတွေကိုပေါ့နော်အချိန်လိုအတွင်းမှာဘယ်လိုမျိုးဖြစ်ရှင်းတာအသင့်တော်ဆုံးလဲဒေါက်တာဟုတ်အာအဓိကကတော့ပေါ့နော်ခမ်းမင်းနဲ့ protect ပေါ့အဲနှစ်ဆင့်နဲ့သွားမယ်ပေါ့နော်ဆိုတော့နေလောင်ထားပြီးပြီဆိုလို့ရှိရင်အသားရေကနည်းနည်း sensitive ဖြစ်နေပြီအဲတော့ तू อ่ะအဲ့အချိန်မှာသုံးမဲ့ product လေးတွေကနည်းနည်းပြင်းထန်တဲ့ product လေးတွေသုံးလို့မရဘူးပေါ့နော်အဲ့တော့အရင်ဆုံးကနေပူတွေကပြန်လာပြီဆိုလို့ရှိရင် cold compress လို့ခေါ်တဲ့ဒီရေအေးဝတ်လေးနဲ့အာဒီနေလောင်ထားတဲ့နေရာလေးတွေကိုဖိထားပေးရပေါ့နော်အရင် ပုတ်ဒီဘက်တိုက်တယ်လို့ပုတ်တာမဟုတ်ပဲねအဖိထားပြီးတော့အေးအေးခံတဲ့ပုံစံမျိုးလေးလုပ်ပြီးပေါ့เนาะအပြီးတော့မှာကွာရေချိုးတဲ့အခါမှာလဲဒီ hydrating ဖြစ်တဲ့ product လေးတွေကိုအသုံးပြုပေးရမယ်အနောက်တစ်ချက်ကကြတော့ product အနေနဲ့နောက်ထပ်နေလောင်တဲ့ဟာထပ်မဖြစ်အောင်လို့ဆန်ခရင်သေးချာပြန်သုံးရမယ်ပေါ့เนาะဟုတ်အဲ့လိုပုံစံမျိုးလေးနဲ့ glue site ပြီးတင်ပါတယ်ရှင့်အသားရည်မညီတာအချိန်ဘလောက်ကြာလို့ရှိရင်အသားရည်ပြန်ညီနိုင်လဲပေါ့နော်ဥမာခုနလို၂ရောင်ဆက်အသားရည်တွေဖြစ်နေလို့ရှိရင်အချိန်ဘလောက်ကြာရင်အဆင်ပြန်ပြေသွားနိုင်လဲတက်တာ ဟိုတူတုံးကာလာဖြစ်သွားတော့เนาะအဲနေလောင်ပြီးတော့အဲ့ဟာကြတော့အဲကိုကဘယ်လောက်ထိ sand damage ဖြစ်သွားလဲပုံမှာတော့မူတည်တယ်ညီညာရုံလောက်ပဲဆိုလို့ရှင်တော့အာသုံးရက်ကနေတပတ်လောက်ဆိုရင်သူကသူ normal ပြန်ဖြစ်သွားတယ်ပေါ့เนาะဒါပေမဲ့တော်တော်လေးအာဒီလိုမျိုးအမကုနာပြောလို့တူတုံးလောက်အထိကိုဖြစ်သွားတယ်ဟိုနေလောင်တာနည်းနည်းပြင်းထန်သွားတယ်ဆိုလို့ရှင်တော့လနဲ့ချီပြီးတော့ကြာနိုင်တာပေါ့เนาะအဲ့လိုမျိုးအတွင်းမှာလုံးဝကြီး skin ကိုလည်းပြန်ကဲမလို့ပစ်ထားတယ်ဆိုတော့ပို့ပို့ပြီးတော့ကြာသွားတယ်ကြာတဲ့အပြင်မှာကိုနောက်ဆက်တွဲ နေဘာကြံခဲ့လဲဆိုတော့အသားကြမ်းသွားတာပြီးတော့အအရေးအကြောင်းတွေဖြစ်သွားတာပြီးတော့ spot တွေပေါ့နော်အမဲဆက်တွေဖြစ်သွားတာအဲ့ဒါမျိုးတွေကထပ်ဖြစ်နိုင်တယ်အဲ့တော့နေလောင်ပြီးသွားပြီဆိုရင်အလောင်ပြီးသွားတဲ့အချိန်မှာလဲ skin ကိုတေချာလေး proper care ပြန်လုပ်ပေးဖို့လိုတယ်အဲ့ဒီအချိန်မှာခုနပြောသလို soothing ingredient တွေပါတဲ့ဟာတွေသုံးရမယ် hydrating လုပ်ရမယ် sun protection ပြန်လုပ်ရမယ်ပါဟုတ်ကဲ့ပါဟုတ်ဆိုတော့ခုနဒေါက်တာပြောရတဲ့မှာပဲပါတယ်ပေါ့နော်ထပ်ပြီးတော့အဲ့ဒီအသားရေကောင်းဖို့အတွက်ပေါ့အသားရေကောင်းဖို့အတွက် အသင့်တော်ဆုံးလုတ်တဲ့နဲ့ဟိုအဆင့်လေးလို့ပြပြဆိုလို့ရှိရင်ဟာဘာတွေဖြစ်မလဲတော့အဲအဲ့ဒါဆိုလို့ရှိရင်တော့ cleansing ပါမယ်ပြီးတော့ moisturizing ပါမယ် sun protection ပါမယ်ဒါကဒီအခြေခံအကြအဆုံးနဲ့အသားရည်ကိုအဲကျန်းမာလာပါတဲ့အသားရည်ဖြစ်စေဖို့အတွက်လိုအပ်တဲ့ အဆင်ကြီးပေါ့နော်အဲ့တော့ cleansing မှာဆိုလို့ရှိရင်တနည်းကိုအ ਨੇ ဆုံးတော့နှစ်ချိန်လောက်တော့မျက်နှာတစ်ပြီးတင်တယ် over wash လည်းမလုပ်တင်ဘူး under wash လည်းမဖြစ်တင်ဘူးပေါ့နော်အဲ့တော့မနက်ကိုတော့ရိုးရိုးမျက်နှာတစ်ဆက်ပြနဲ့တင်ညဆိုလို့ရှိရင်တော့ double cleansing လုပ်ပြီးတင်တယ်ပြီးတော့ moisturizer မှာဆိုရင်လည်းအဲ့လိုပဲကိုယ်နဲ့ kait ညီတယ်ပေါ့နော်အာကိုယ်အသားကြီးအမျိုးအစားနဲ့ kait ညီတဲ့ moisturizer လေးတွေရွေးပြီးတော့သုံးပေးတင်တယ် gel type တို့ cream type တို့ balm type တို့ကိုယ်အသားကြီးကအရင် dry skin ဆိုလို့ရှိရင်တော့ cream no balm type တို့အသုံးပေးသင့်တယ်။အာ oily skin ဆိုတော့တေချာကြဲကြဲလေးဖြစ်တဲ့ gel လေးတွေ lotion လေးတွေအသုံးပေးဖို့အဆင်ပြေရပေါ့နော်။နောက်တစ်ခုကကြတော့ခုနပြော sun protection ပဲ။အဲ့ဒါကြောင့်ဒီ further damage ထပ်မဖြစ်အောင်နောက်ဆက်တွဲဒီရေရှည်အတွက်ကို invest လုပ်တဲ့အနေနဲ့ sun protection အတွက် set SPF ကတော့တေချာလေးသုံးပေးသင့်ပါတယ်ရှင်။ဟုတ်ကဲ့ပါဒေါက်တာ။အဲ့တော့အခုလိုမျိုးတေချာအကြောင်းဆုံးလေးရှင်းပြပေးရတဲ့ကျေးဇူးအများကြီးတင်ပါတယ်။ကျေးဇူးတင်ပါတယ်။ ဆိုတော့အခုပြပေးသွားတာကတော့အသားရည်လေးလှပဖို့ကျန်းမာတဲ့အသားရည်လေးတစ်ပိုင်ဆိုင်မှုအတွက်နီလန်ကောင်းလေးတို့ပြပေးသွားတာပဲဖြစ်ပါတယ်။နောက်ထပ်ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အချက်လက်တွေပြပြပေးမှာမဟုတ်လို့စောင့်မျှော်ကြည့်ရှုပြီးတော့အားပေးပါအောင်နော်။ Hey, TV လား?